လာမယ့်ပြောင်းရွှေ့သွားလာမှာကစားသမား14ဦးထိရောင်းထုတ်သွားဖို့စီစဉ်နေတဲ့ချက်စီဘောလုံးပြောင်းရွှေ့ရေးကွက်ကြီးကတဖြည်းဖြည်းနဲ့အချိန်ရလာပြီဖြစ်ပြီးအတင်းကြီးတို့ရဲ့လှုံ့ဆော်မှုတွေကစိတ်ဝင်စားစရာကောင်းလာပါပြီဒီနေ့မှတော့ပြောင်းလဲများစွာပြုလုပ်တော့မယ့်ချက်စီတင်းရဲ့ရွှေ့ရေးပြောင်းရွှေ့စီစဉ်နေကြောင်းကိုဖော်ပြပေးကြပါမယ်လာမယ့်ရည်ရွယ်အတင်းကိုကြီးကျယ်ပြင်ဆင်ပြီးအားရင်ဖြည့်တင်းသွားဖို့ချက်စီပုတ်ဘွက်ကဆုံးဖြတ်ထားပုံရပါတယ်ချက်စီတင်းဟာဒီနေ့မှမထင်မှတ်ပဲချန်ပီယံလိဝင်ခွင့်ရရှိခဲ့တာကြောင့်အတင်းမှာပြပြင်းပြောင်းလဲမှုတွေအများကြီးလှုပ်သွားဖို့စီစဉ်နေပါတယ်။ဒါပြင်သူတို့ကကွန်ဖရက်လိချန်ပီယံဆုကိုပါရရှိခဲ့တာကြောင့်နီပြတ်တဲ့မာတစ်စကာကိုလည်းအားပြင်းမှုတွေပြေဝလှုပ်ပေးသွားမယ်လို့သိရပါတယ်။ ဒီလိုစူပရာရီနဲ့ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ရရှိထားတဲ့အချိန်မှာအသင်းကိုပိုပြီးအားကောင်းအောင်ပိုပြီးတောင့်တင်းလာအောင်လုပ်ဖို့ချက်စီးတင်းကစီမံနေတာပါ။ဒီပြမာရစ်စကာအနေနဲ့လည်းသူရဲ့စိတ်ကြိုက်ကစားမတွေကိုခေါ်ယူခွင့်ရမှာဖြစ်လို့အသင်းကိုသူရဲ့ပုံစံတိုင်းပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။ဒီပြမာရစ်စကာလိုချင်တဲ့ကစားမတွေကိုခေါ်ယူနိုင်ဖို့အတွက်ချက်စီးတင်းကလက်ရှိအသင်းမှာရှိတဲ့ကစားမတွေကိုရောင်းထုတ်ရတော့မှာပဲဖြစ်ပါတယ်။ဒီမျိုးရည်ပြောင်းရွှေ့ကာလမှာချက်စီးတင်းရဲ့ရောင်းစီးရင်မှာကစားမ14ဦးထိတင်သွင်းသွားမယ်လို့သိရပါတယ်။ဒါအတော်လေးကိုများပြားတဲ့ရေတွက်ဖြစ်ပြီး ချက်စီတင်းကလူဟောင်းတွေကိုရှင်းထုတ်ပြီးလူတိတိညာရဲ့အသင်းကိုတိဆောက်သွားမဲ့သဘောပါပဲအဲ့ဒီကစားမတွေထဲမှာဂျောင်းဖီလီလိုကစားမတွေပါပြန်လည်ထွက်ခွာရမယ်တဲ့ပါဝင်နိုင်ရလို့ဒေဂရီတီကတင်းစားကဖော်ပြခဲ့ပါတယ်။ဒါပြင်လူငယ်ကစားမတွေဖြစ်တဲ့မာဒူအေကင်းနဲ့တင်ပေါ်ကြော်ကြတဲ့တိုက်စစ်မှုအန်ကွန်ကူတို့လိုကစားမတွေလည်းပါဝင်နိုင်တယ်လို့သိရပါတယ်။အန်ကွန်ကူလိုနိုင်မကြီးကစားမမျိုးပါရောင်းတဲ့စီးရင်နဲ့ပါဝင်လာမယ်ဆိုရင်တော့အတော်လေးကိုအားအသင့်စရာကောင်းပါတယ်။ဒီပြမာဒစ်စကာဟာအတင်းရတိုက်စစ်ပိုင်းကိုအဓိကပြင်ဆင်မှုစီစဉ်နေပါတယ်။ ဒါကြောင့်အတင်းမှာရှိတဲ့တိုက်စစ်ကစားသမားအများစုကိုရောင်းချင်းတင်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။တိုက်စစ်ပိုင်းမှာကစားသမားတိတိနဲ့အပြောင်းလဲကြီးကြီးမားမားလှုပ်သွားဖို့ရည်ရွယ်ထားပုံရပါတယ်။ဆက်စီတင်ရအေးဆွေတိုက်စစ်မှုဒီလက်ကိုပြီးခဲ့တဲ့ရပိုင်းတွင်းကခေါ်ယူနိုင်ခဲ့ပြီးဒီလက်အပြီးခဲ့တဲ့ရာသီကခြေစွမ်းပြခဲ့တဲ့ကစားသမားတို့ဦးပဲဖြစ်ပါတယ်။ဒီကစားသမားတွေကဘသူတွေချက်စီးကိုရောက်လာပြီးအတင်းရဲ့တိုက်စစ်ပိုင်းကိုဘလို့အသက်သွင်းပေးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ တရင်းကောင်းအနေနဲ့ချက်စီးတင်ရပြီးခဲ့တဲ့မက်လာတွင်ကပေါင်16.5တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိထားတဲ့ Sporting Les Sporting ကပေါ်တူဂီကွေးလေကစားသမား SUGO ကိုပြီးတဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းလည်းသိရပါတယ်။ဒါဟာနီးပြားတည်းရဲ့အစီအစဉ်တွေအတွက်ပထမဆုံးတော့အောင်မြင်တဲ့ခေါ်ယူမှုတွေကတခုဖြစ်ပြီးအတင်းရအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ SUGO လိုလူငယ်ရေးချင်းရှိတဲ့ကစားသမားတွေကိုစောစီးစွာခေါ်ယူနိုင်တာဟာချက်စီးရဲ့ရေးချင်းစီမံကိန်းတွေကိုပြသနေတာပဲဖြစ်ပါတယ်။ဒီတော့ချက်စီးတင်ဟာနီးပြားတည်းရဲ့လိုအပ်ချက်တွေနဲ့အတူအတင်းကိုကြီးကြီးမားမားပြောင်းလဲလုပ်တော့မှသိကြပါတယ်။ကစားသမားတွေအများပြားထွက်ခွာနိုင်ပြီးကစားသမားတွေလည်းအများပြားရောက်ရှိလာနိုင်တာကြောင့် လာမယ့်ရာသီချက်စီးရဲ့ပုံစံကဘလို့ဖြစ်လာမလဲဆိုတာရင်ခုန်ဆဲလို့ဇာဝယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့ဆက်တဲ့အမားတို့ချက်ပြတ်